အားလုံးပဲမင်္ဂလာရှိသော အချိန်အခါလေးပါနော်ဒီတစ်ခါမှာတော့ကိုကိုတို့အတွက်ခုခေတ်ဖလန်းဖလန်းထနေတဲ့ကောင်မလေးတွေတအားကိုကြိုက်ပြီးအကျိတ်ခံခြင်းနဲ့တိုင်းွက်ကြီး၃မျိုးအကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်နော်ခုခေတ်ကောင်မလေးတွေဆိုတာဟိုကားဒီကားတွေကိုလွယ်လွယ်ကြီးလို့ရလာတာကြောင့်အမဲလိုလိုကိုကိုတို့ရဲ့ ဟိုဟာကြီးနဲ့ကြိတ်ပေးတာကိုခန်းချင်နေတက်ကြတာပါနော်။ဒါကြောင့်သူမတို့စိတ်ကူးရင်ပြီးအမဲလိုလိုကြိတ်ခန်းချင်နေတက်တဲ့တိုင်းကွက်ကြီး၃မျိုးအကြောင်းကိုအဆုံးထိအားပေးသွားကြပါအောင်နော်။ခုခေတ်ကောင်းမလေးတွေဆိုတာယောက်ျားလေးတွေထက်တောင်မှဟိုကားဒီကားတွေ ကြီးတက်ကြပါတယ်နော်။ ဟိုကားဒီကားတွေကြည့်ပြီးသူမတို့ဖုတ်ဖုတ်ကြီးကရွာထလာတဲ့အခါမှာလဲနှီးမျိုးစုံနဲ့စိတ်ဖြေတက်ကြပါရဲ့နော်။သူမတို့အနေနဲ့လည်းနဲ့စိတ်ဖြေလို့အားမရရင်တော့တက်တော်တို့ Facebook တို့မှာဟိုပြဒီပြလုပ်ပြီးကိုကိုတို့ကိုမျိုးဆွဲကြတော့တာပါပဲ။ကိုကိုတို့အနေနဲ့အဲ့လိုရွာထနေတဲ့ကောင်မလေးတွေကိုကြိတ်တော့မယ်ဆိုရင် ခုပြောပြတဲ့တိုင်းကွက်လေးတွေကိုထုတ်သုံးကြည့်ပါနော်။သူမတို့အနေနဲ့ကိုကိုတို့မှကိုကိုတို့ဖြစ်ပြီးအမြဲလိုလိုလား။ဆိုလာမှအသေးချာပါပဲ။ မြင်းစည်းတိုင်းကွက်ခုခေတ်ကောင်မလေးတွေဆိုတာဟိုကားဒီကားတွေကိုတအားကြည့်များပြီးအမဲလိုလို စားလောင်နေတတ်ကြပါတယ်နော်ဒါကြောင့်လဲကိုကိုရိုးနဲ့အတူနေတဲ့အခါအမလိုအမရဖြစ်ပြီးအပေါ်ကနေဥဆောင်ချင်းတတ်ကြပါတယ် အဲ့ဒါကြောင့်သူမတို့ကိုကြိတ်ပေးတဲ့အခါမြင်းစည်းတိုင်းကွက်နဲ့ခက်ကြမ်းကြမ်းလေးတမပေးဖို့လုံးဝမမေ့ပါနဲ့နော်။သူမတို့အနေနဲ့တအားကိုရွာထပြီးအပေါ်ကနေမှွေနှောက်နေတဲ့အချိန်မှဆိုရင်လေသူမတို့ရဲ့စနေနှခိုင်ကို ခက်ကြမ်းကြမ်းလေးကင်ပေးဖို့လိုပါတယ်နော်။ကြားကြီးရေတောက်တိုင်းကွက်ခုခေတ်ကောင်မလေးတွေဆိုတာအတူမနေရသေးပေမဲ့ဟိုကားဒီကားတွေကနေတိုင်းကျမ်းပေါင်းစုံကို သိရှိထားတဲ့သူတွေဖြစ်ပါတယ်နော်။ သူမတို့အမဲလိုလိုစိတ်ကူးရင်ပြီးသူမတို့ဟိုဟာလေးကိုကလေးတက်ကြတာကတော့ကြားကြီးရေတောက်တိုင်းကွဲဖြစ်ပါတယ်နော်ကိုကိုတို့ကကြားကြီးရေတောက်တလို့လေးဘက်လေးထောက်ပြီးသူမတို့ဟိုဟာကြီးကိုပယ်ပယ်နေနေရှာအစွမ်းပြရမှာဖြစ်ပါတယ်နော်ကြားကြီးရေတောက်တဲ့တိုင်းကွက်ကိုတော့နောက်ထပ်ဗီဒီယိုလေးတစ်ခုနဲ့အသေးစိတ်တင်ဆက်ပေးပါမယ်နော်လေကြီးထိုးဆန်းဆန်းတိုင်းကွက် လေကြီးထိုးရိုးရိုးဆိုပြီးကြားဘူးကြမှာပါနော် သူမတို့ကကိုကိုတို့ရဲ့အောက်ကနေပြီးတဘာဝအကြဆုံးချစ်တင်းတော့ကြတဲ့ပုံစံပါပဲ။လေကြီးထိုးရိုးရိုးကိုနည်းနည်းလေးဆန်းလိုက်မယ်ဆိုရင်တော့ခုခေတ်ဖလန်းဖလန်းထနေတဲ့ကောင်မလေးတွေတအားကိုကြိုက်ကြပါရဲ့နော်။ရိုးရိုးအနေထားကနေသူမတို့ရဲ့ဒူးနှစ်ဖက်ကိုပူကက်ကစနေနှခိုင်နဲ့ထိတည်အထိထိချပြီးကြိတ်ပေးတာပါပဲဒီလိုမျိုးအနေထားနဲ့သာစက်တိုက်2မိနစ်လောက်ကြိတ်ပေးမယ်ဆိုရင်သူမတို့အနေနဲ့ ဝတ်ထသွားမှလည်းအသေးချပါပဲနော်ဟုတ်ကဲ့ပါကိုကိုတို့ရေဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်အဆုံးထိအားပေးခဲ့ကြတဲ့ကိုကိုတွေတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်